အဲ့တော့ဦးဇင်းတို့ပြောချင်တာကတကယ်လို့ဦးဇင်းတို့ရေပြာလောက်ရောက်ပြီဆိုလို့ရှိရင်ဒါဦးဇင်းကအကြံပေးတာပါနော်ဦးဇင်းရဲ့ပေါ့ညွန်တဲ့အကြောင်းကိုဦးဇင်းတော့ဒီရင်ဒီမှာပေါ့ဗျာမတည်လည်းမတည်ဘူးပေါ့နော်အဲ့တော့ဦးဇင်းအကြံပေးချင်တာကရေပြာလောက်ရောက်လို့ရှိရင်ခဏနားလိုက်အဲ့မှာအိမ်နေမှာမိုင်းနေလဲမြောင်မြောင်စွာရှိရအိမ်မော်တွေမှာရောအိမ်ရောက်တွေမှာရောအကုန်လုံးမိုင်းနေမြောင်မြောင်စွာရှိတယ်နော်မြောင်မြောင်စွာရှိတယ်တိန်းတင်တဲ့ဖုံးတွေကိုတိန်းစရာရှိရင်တိန်းရမယ် နော်သိသိစရာရှင်တွန်းရမယ်ဦးစံယုံကြည်မှုမရှိဘူးရေးပြောင်ယုံကြည်မှုလုံးနဲ့လုံးဝမရှိဘူးအဲ့ဘယ်ဖုန်းနေတိုင်းရမလဲဆိုတော့ကိုယ့်အကူစဉ်းစားနော်ဖုန်းနေတိုင်းစရာရှာသိမ့်ပလိုက်သတ်တော်စရာပေါက်ကြရင်မင်းတို့ပဲဒါဒါကြည့်ပင်ဒါကြည့်ပင်မှလည်းဦးစံတို့ပို့စရာချစရာရှိရချမယ်ရိတ်ခါဒီပိုင်းမှာထိုင်ချရမှာပေါ့ဗျာမချလို့တော့မရဘူးသူတို့လည်းပြက်လန့်နေရအဲ့ဒီယာကြီးပြေနောက်ထပ်၅ရောက်ခေါ်သွားမယ်ပြည်သူစစ်နော်နေကျွမ်းနဲ့အဲ့တော့ဘယ်ဟာတွေခေါ်သွားမလဲဆိုယာကြီးပြေမှာဆိုလို့ရှိရင် အဲ့တော့ဥစဉ်တို့အဝေးကနေလာပြီးမှဒီတက်မတော်ထောက်ခါနဲ့ဝိုင်းရံနဲ့သူကြန့်ခိုင်ရေးသမားတွေရှိရရပြည်သူစစ်လုံနေရသူတို့ကိုလည်းခေါ်သွားရမယ်လက်နဲ့လက်နဲ့နဲ့ပေါ့ဗျာလက်ပလာကြီးတော့ခေါ်မလို့နဲ့ပေါ့နော်ဒီလက်နဲ့နဲ့ပါလက်ခေါ်သွားရမယ်အဲ့တော့အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပေါ့မြို့နယ်ကိုရိတ်ခါလာပို့သည့်စစ်တပ်ရင်တန်းပေါ့မြို့နယ်ထိမရောက်မှလွန်စွာစိုးရိမ်နေတဲ့ပေါ့ကူတော်ရုတ်တံကိုတင်ဆက်ပေးလိုက်ဒီမူအဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါအောင်ခင်ဗျာအမျိုးလေးမင်္ဂလာပါဗျာ ဒီနေ့က18ရက်6လပိုင်း2025ဖြစ်ပါတယ်ဗျဒီနေ့ဥစဉ်ရဲ့ပေါ့မြုံနယ်တရင်နေဥစဉ်မပြောရတာလဲတော်တော်ကြားနေပါပြီဗျာနော်အဲ့တော့ပေါ့မြုံနယ်ရဲ့ဒီကနေ့ဥစဉ်တို့ပေါ့မြုံနယ်မှာဆိုလို့ရှိရင်ဥစဉ်တို့ပေါ့မြုံနယ်ကိုပို့တဲ့စားနယ်ရိခာရင်နန်းနေပေါ့နော်အကောင်လုံးရင်နန်းနေမှာများစွာနဲ့တမတော်အင်အားများဝါစွာပို့ဟိုပါပေါ့နော်ရှေ့မှာလဲဒီတန့်ဖက်တွေကိုနှိမ့်နေတဲ့စစ်ကြောင်းတွေလဲထိုးနေတဲ့တရင်တွေကိုလဲဥစဉ်တို့ကြားရနော် အဲ့တော့စကြောင်းနဲ့ဘယ်ကိုရောက်ပြီဘယ်နေရာရောက်ပြီဆိုတာလည်းတို့တို့ဘက်ကနေကြီးညာတာတွေကြားနေရတယ်အဲ့တော့ဥစဉ်တို့အခုစကြောင်းတွေကိုဝိုင်းချုံပြီးမှတိုက်မဲ့ဖွဲရတို့တို့ PDF တွေပေါ့နော်ပေါ့ပြုံနဲ့တနေလို့မြိုင်ဘက်က PDF တွေရောဟိုဘက်ကဥစဉ်တို့တောက်ထူဘက်က PDF တွေရောပေါ့စောတို့အဲ့ဘက်အကုန်လုံးဘက်ကကန်ကော့ထီးလင်းတို့နော်အဲ့ဘက်က PDF ရောပူးပေါင်းပြီးမှဥစဉ်တို့ဒါမကွေးတိုင်းပေါ့ပြုံနဲ့မိတိုင်းဆက်ရော PDF အင်အား200ကျော်စုဖွဲ့နေတယ်တဲ့ဒါက မကွေးတိုင်းပေါ့မြို့နယ်မိတိုင်ဆက်ယုံ PDF အင်အား200ကျော်နော်ဒါအဲ့မှာဥစဉ်နမခတိုင်မူကြီးကိုလည်းအစောဆုံးကတော့ဥစဉ်က Viber ပို့လို့မရဘူးမရတဲ့အတွက်ကြောင့်ဥစဉ်ကဒီဒါသာရ G1 စီကိုဥစဉ်လှမ်းပို့လိုက်တယ်တခါကြီးဒါလေးကိုမုံရပို့ပေးပါပေါ့နော်အခုတော့ဥစဉ်တိုင်မူကြီးကိုလည်းပို့ထားပါတယ်ဗျာနော်ဒီတခါကြီးနမခတိုင်မူငုံရတိုင်မူစီကိုလည်းဥစဉ်ပို့ထားတယ်အဲ့တော့မကွေးတိုင်းပေါ့မြို့နယ်တမတော်ကြီးရွာ PDF အင်အားကလည်း900ကျော်စုနေတယ်အဖွဲလိုက်ပေါ့နော်အဲ့မှာလည်းဥစဉ်ဟာ အကုန်လုံးတိကျတဲ့ခိုင်လုံတဲ့နေရာတွေအကုန်လုံးပေးပို့ထားတယ်ပေါ့နော်မကွေးတိုင်းပေါ့မြို့နယ်ညောင်မင်းသားရကျွာ PDF တရားနော်အဲ့မှလည်းစုခွဲနေတယ်တဲ့အဲ့တော့ဦးစင်းတို့ပြောချင်တာကဒါဒီဘယ်နေ့ဆိုလဲဆိုလို့ရှိရင်18ရက်6လပိုင်း2020ဒီနေ့ပဲစုခွဲတဲ့နေပဲနော်အဲ့တော့ဦးစင်းတို့ပြောချင်တာကမကွေးတိုင်းပေါ့မြွနဲ့ညောင်မင်းသားကျွရွာက PDF တရားစုဖွဲ့နေပြီเนาะထောက်ထားအကုန်လုံးပေါ့ဗျာเนาะအဲ့လို အင်အားတွေအင်အားတွေစုပြီးမှဒီလာတဲ့စစ်ကြောင်းတွေကိုသူတို့တွေကဒီအင်အားမြောင်သွားဆိုတော့အင်အား900 800နဲ့စုဖွဲ့ပြီးမှညာထံပေးပြီးမှသူတို့တွေကဒါအပြုတ်တိုက်ဖို့ပေါ့ဗျတိုက်ဖို့အတွက်ကိုသူတို့တွေလုံဆောင်နေတယ်ဆိုတဲ့အကြောင်းကိုလည်းဥစဉ်နေနဲ့ဒါနမကတိုင်းမူကြီးရောဒါပခုတ်ကူမှရှိတဲ့တမတရားတက်ကဟာတွေရောအကုန်လုံးပေါ့ဗျတမတော်အကုန်လုံးအကုန်လုံးဒါဥစဉ်နေနဲ့ဒါခိုင်လုံတိကျတဲ့တရင်ကိုဥစဉ်နေနဲ့မြေမြမှာရှိတဲ့တရင်ပေါ့ပေးပို့ထားတဲ့တူပေါ့နော်ဒါဥစဉ်က အလုံးကိုဒါတိအောင်ပို့ထားခြင်းဖြစ်ပါတယ်ဗျာနော်အခွေတိုင်းပေါ့မြုံနေဆိုတာက YouTube စီရွာတွေမှာလည်းရိတ်ခါပြက်လက်နေရကြာရိတ်ခါပြက်လက်နေရဖြစ်တဲ့အတွက်ကြောင့်ဒီရိတ်ခါတွေကိုတော့နော်နမခတိုင်မူကြီးကိုဦးစင်းနာဟောလာကိုပါပေါ့ဗျာပူဇာတယ်လို့ပဲကလေးပူဇာတယ်လို့ပဲခဏခဏပူဇာရတာပေါ့နော်ဆိုအောင်နမခတိုင်မူကြီးလည်းဒါအကုန်လုံးသူစွမ်းနိုင်နေမှာသူလှုပ်ပေးနိုင်နေမှာသူ့လက်ထက်မှာအကုန်လုံးလှုပ်ပေးတယ် အကာကြီးရေရိတ်ခါလေးတော့လိုအပ်တယ်ဗျရိတ်ခါလေးတော့လူကိုင်းလင်းလေးနဲ့ချပေးပါအောင်ဆိုလဲလင်းဆိုတဲ့ဟာတော့ဘလောက်မှမပါဘူးလေဗျာနော်အများဆုံးပိုင်လူဦးရေဒီလောက်များများဆိုတပတ်စာလောက်ပဲတူပို့နိုင်မှာအဲ့တော့ကိုကအဆင်ပြေအောင်ဆိုရင်တော့ရင်နန်းလေးနဲ့ကားလေးနဲ့တကယ်တိတိယောက်ယောက်ထိုးမှသာလင်းအဆင်ပြေမှာပေါ့နော်အဲ့တော့ဟုတ်ပြီအင်အားများများဆိုတာနဲ့စောင့်နေတယ်အဲ့တော့အင်အားများများဆိုတာစောင့်နေတဲ့အခါမှာဒီအင်အားတွေများတယ်ဆိုပြီးပြန်လှည့်မှလဲစိုးရင်ရတယ်နော်ပြန်လှည့်မှလဲစိုးရင်ရတယ် အဲ့တော့ဦးဇင်းတို့ပြောချင်တာကတကယ်လို့ဦးဇင်းတို့ရေပြာလောက်ရောက်ပြီဆိုလို့ရှိရင်ဒါဦးဇင်းကအကြံပေးတာပါနော်ဦးဇင်းရဲ့ပေါ့ညွန့်တဲ့အကြောင်းကိုဦးဇင်းတော့ဒီရင်ဒီမှာပေါ့ဗျာမတည်လည်းမတည်ဘူးပေါ့နော်အဲ့တော့ဦးဇင်းအကြံပေးချင်တာကရေပြာလောက်ရောက်လို့ရှိရင်ခဏနားလိုက်အဲ့မှာအိမ်နေမှာမိုင်းနေလဲမြောင်များစွာရှိရအိမ်မော်တွေမှာရောအိမ်ရောက်တွေမှာရောအကုန်လုံးမိုင်းနေမြောင်များစွာရှိတယ်နော်မြောင်များစွာရှိတယ်တိန်းတင်တဲ့ဖုံးတွေကိုတိန်းစရာရှိရင်တိန်းရမယ် နော်တိတ်တိတ်စရာရှင်တွန်းရမယ်ဦးစံယုံကြည်မှုမရှိဘူးရေးပြောင်ယုံကြည်မှုလုံးနဲ့လုံးဝမရှိဘူးအဲ့ဘယ်ဖုန်းနေတိတ်ရမလဲဆိုကိုယ့်အကိုစဉ်းစားနော်ဖုန်းနေတိတ်စရာရှာတိတ်ပလိုက်သတ်တော်စရာပေါက်ကြရင်မင်းတို့ပဲဒါပဲလူရင်းရအဲ့တော့လုံးစရာရှိတာဦးစံတို့ကလုံးဒီဟာကဲဦးစံတို့အဲ့မှာကိုကိုစုမှာပြည်သူစစ်အင်အားရှိတယ်ပြည်သူစစ်စရာ9ယောက်လောက်ခေါ်သွားလိုက် နော်9ယောက်လောက်ခေါ်သွားလိုက်အဲ့လို၅ရောက်လောက်ခေါ်သွားပြီးမှဥစဉ်တို့ပေါင်းမျိုးကိုဆက်မယ်။ပေါင်းမျိုးမရောက်ခင်မှာဥစဉ်တို့ဖေးရအောင် ဖဲတော်မှာဥစဉ်တို့နောက်ပါဇာတကားပြုစဉ်အင်အားရှိတယ်နော်အဲ့ဒါဥစဉ်တို့ယာကြီးပြန်ယာကြီးပြန်ယာကြီးပြန်မှာလည်းဥစဉ်တို့ပို့စရာချစရာရှိရာချမယ်ရိတ်ခါတွေပါမှာထမ်းချမှာပေါ့ဗျာမချလို့တော့မရဘူးသူတို့လည်းပြက်လန့်နေရအဲ့ဒီယာကြီးပြန်နောက်ထပ်၅ရောက်ခေါ်သွားမယ်ပြုစဉ်နော်နေကျွမ်းနဲ့အဲ့တော့ဘယ်ဟာတွေခေါ်သွားမလဲဆိုယာကြီးပြန်မှာဆိုလို့ရှိရင်အဲ့ဥစဉ်တို့အဝေးရနေလာပြီးမှဒီတမတော်ထောက်ခံတဲ့ဝိုင်းရံတဲ့သူကြန့်ခံရတဲ့မားတွေရှိရရပြီးသူစစ်လုံနေရဲ့ သူတို့လည်းခေါ်သွားရမယ်လက်နဲ့လက်နဲ့နဲ့ပေါ့ဗျာလက်ပလာကြီးတော့ခေါ်မလို့နဲ့ပေါ့နော်ဒီလက်နဲ့နဲ့ပါလက်ခေါ်သွားရမယ်အဲ့တော့အုံတော်မှာတော့ဂယူးဆိုင်ရမယ်အုံတော်လမ်းမှာခင်ဗျားတို့မိုင်းတွေဂယူးဆိုင်ရမယ်အုံတော်ရအုံတော်ပါဆိုရင်အမဲရောက်တဲ့နမိတ်ထဲမှာပါပြီးသားနော်အမဲရောက်တဲ့နမိတ်မှာပါပြီးသားအဲ့အုံတော်ရွာကိုလည်းခင်ဗျားတို့တွားတဲ့ခါမှာဂယူးဆိုင်ရမယ်ရှင်ပြည့်အရင်ရှင်းရမယ်အဲ့တော့အုံတော်တို့အဲ့မှာအင်းအင်းအင်းတော်တို့အင်းတော်တောင်စုမြောက်စု နော်အုံတော်တောင်စုမြောက်စုမြောက်စုကအဲ့လောက်မဆိုးဘူးတောင်စုကဆိုးတယ်နော် ဲ့တော့ဒါသာဂယုကတော့ဆက်ရမှာဗျာကဲအုံတော်တောင်စုမြောက်စုအဲ့ဒါပြင်အင်းတော်တောင်စုမြောက်စုလာလိုက်မယ်အဲ့ဒါပြီးမှပေါင်းမြို့ရောက်မယ်နော်လမ်းကြောမှာဟိုဘက်မှာဆိုလို့ရှိရင်ဦးစင်းတို့ရွာဘက်တွေရှိတယ်ဒီရွာဘက်တွေကတော့အေးစင်းစင်းနေတဲ့ရွာဘက်တွေနော်လူတက်ထားတွေဘာတွေမကြောက်ဘူးပေါင်းမြို့နဲ့တောင်ဘက်မှာဆိုရွာတွေရှိတယ်နော်အဲ့မှာဦးစင်းတို့ရွာတွေရှိတယ်6ရွာအုပ်စုတဝက်စုအုပ်စုတွေရှိတယ်နော်ဒီဘက်ကတော့လူလက်ထားဖြတ်ထားတော့မကြားရတော့လောက်ပဲမရှိတဲ့လောက်ပဲเนาะအဲ့တော့ထားပါဒါတွေက ဥစ္စနအဲ့မှာပေါ့မြို့ကိုရောက်မယ်ပေါ့မြို့ရောက်လို့ရှိရင်ဘာလုပ်မလဲတကုံတို့ပင်တောင်တို့ဆိုရင်သွားမယ်ဆိုရင်ဒီဥစ္စနဒဝိစုတကြောကိုဖျက်ရမယ်ပေါ့မြို့တိုင်တောင်ဘက်တိုင်လမ်းတိုင်အဲ့လိုလမ်းတိုင်မှာစစ်ကြောင်းကောင်းကောင်းထိုးရမယ်ထိုးပြီးလို့ရှိရင်လမ်းတွေမှာမိုင်းတွေရှိတယ်အဲ့ဒီမိုင်းတွေကိုဘယ်လိုရှင်းမလဲမိုင်းတွေမှာမောက်စွာရှိတယ်အဲ့မှာဆိုလို့ရှိရင်အမတောင်ကျိုးကိုဖျက်ရမယ်ဒဝိစုကိုဖျက်ရမယ်တဲလေးဝင်ဖျက်ရမယ်မြေเจ้าကိုဖျက်ရမယ်လယ်လမ်းကိုဖျက်ရမယ်တယ်လီဖီကိုဖျက်ရမယ်အဲ့ဒီတိုင်မှာခမရပြတ်ကုံတို့ရောက်မယ် နော်ဟိုဘက်တိုင်းတက်ကုန်းတကြောရောက်မယ်တက်ကုန်းဟိုဘက်ချောင်းကူရင်ကိုင်းချောင်းချောင်းနာချောင်းနာဟိုဘက်ပြီးရင်ကိုင်းလေကိုင်းလေပြီးရင်အဲ့တကြောလုံးကအကုန်လုံး PDF တွေခြိုင်းမယ် PDF တွေခြိုင်းမယ်နော်အဲ့တိုင်းမှာဆက်ဆက်ပြီးမှာဘလို့ဘလို့လားယူလက်ပင်တော်တို့ဝင်ဟိုပြည်သူစီရွာတွေပေါ့ဗျအဲ့မယ်အကုန်လုံးတချိုကုန်းတို့ဘာလို့ချိတ်ဆက်ပြီးမှာအဲ့မယ်ဟိုဘက်ဒီတို့ကွင်းတို့ကတော့ဒီရာကြီးပင်မရောက်ခင်မှာပတ်ရမယ်နော်အားလုံးကတော့တို့တို့တွေကခမရတို့ခံမတက်ဘူးခံမပြစ်ဘူးနော် သူတို့ဒါနဲ့ချောင်းပြောင်းမယ်သူတို့အချိန်နေကောင်းမယ်လစ်မယ်ဆိုရင်တော့သူတို့အုံလိုက်ချင်းလိုက်အုံမယ်သူတို့လက်မှုမိုင်းနေနဲ့ကျိုးဆွဲမိုင်းနေနဲ့ခမရတို့ထောင်းလိုက်မယ်မိုင်းနေမှောင်မှောင်ဆိုတာနှလုံးလိုက်မယ်ဒါလေးကိုဂယူဆိုင်ဦးစင်းရနေမှာပေါ့မြုံနေရဲ့အကြောင်းလေးကိုဒါပြောပြခြင်းဖြစ်ပါလိမ့်ဗျဒါတော့တမ်းမတော်ရဲ့တိုင်ပေါ့မြုံနေမှာသွားရောက်နေရောတိုင်းပြည်ရဲ့ဒူရဲကောင်တမ်းမတော်ရာများနော်ဒီလိုတမ်းမတော်ရာများအားလုံးအန်ဒီရဲ့ KB ဘေးရှင်ပြီးဒီထက်မှာကတိုင်းပြည်ရဲ့အကျိုးကိုဆောင်ရွက်နိုင်ပါစေလို့ပေါ့ကူတော်သုတောင်းမေတ္တာပို့တာလိုက်ပါလေဗျ။နေတိုင်းနေတိုင်းလည်းတခါကြီးတို့ဦးစေမေတ္တာပို့တာလေးရပါကြအားလုံးတာပါပဲဗျ။ တောင်ငူတွင် စစ်ကောင်စီကိစ္စခန်းကိုဖျက်တမ်းမောင်းနှင်လာသောကယန်းပြည်သစ်ပါတီအမတ်တစိမ့်နှင့်အလံပါလိခတင်ကုံတင်ကားတစည်းကိုဖမ်းဆီးရရှိပြီး KNU ထံသို့လွှဲပြောင်းပဲခူးတိုင်းတောင်ငူမြို့နယ်ကရင်ချောင်းတရားကွန်ကရစ်လမ်းပေါ်တွင်စစ်ကောင်စီကိစ္စဖျက်တမ်းမောင်းနှင်လာသည့်ကယန်းပြည်သစ်ပါတီအမတ်တစိမ့်အလံပါကုံတင်ကားတစည်းကိုဖမ်းမိခဲ့ကြောင်း ရေတာရှည်မြို့နယ်အခြေစိုက်တက်ရင်3504မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်တင်းဌာနထံသို့ပြောကြားသည့်ဇွန်လ9ရက်နေ့ညနေ9:45မိနစ်အချိန်တောင်မူမြို့နယ်ကရင်ချောင်းတရာကွန်ကရစ်လမ်းပေါ်တွင်ရေတာရှည်မြို့နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း3504တက်ခွဲတရဲပေါ်များ နေမြေလုံးကျုံရေးဆောင်ရွက်နေစဉ်စစ်ကောင်စီကိမများကိုလွယ်ကူစွာဖျက်တမ်းမောင်းနှင်လာသည့်ကရမ်းပြည်တပ်ပါတီအမတ်တစိမ့်နှင့်အလံပါကားတစီးကိုမတင်ကားပွဲရစစ်ဆေးတွေ့ရှိသဖြင့်ဖမ်းဆီးထိန်သိမ်းခဲ့ကြောင်းသိရသည့်ထို့သို့ဖမ်းဆီးထိန်သိမ်းလိုက်သည့်ကားပေါ်တွင်ရင်မောင်းတူရင်နောက်လိုက်တူနှင့်အတူဆန်825လုံးအခြားစားတောက်ကုန်ပစ္စည်းများပါရှိပြီး ကယန်းပြည်သက်ပါတီအမတ်တစိမ့်နှင့်အလံကိုကားမှန်ရှိတွင်ကတ်ထားခြင်းကားဤစတီယာယင်ရှိတိတဲ့တွင်ကြီးဖောက်ဝင်ထားသည်ကိုစစ်ဆေးတွေ့ရှိရခြင်းကယန်းပြည်သက်ပါတီယူနီဖောင်းအောက်မဖလာတစ်ခုဥထုတ်တလုံးကယန်းပြည်သက်ပါတီ၏ထောက်ခံချက်ကယန်းပြည်သက်ပါတီ၏ဖြတ်တန်းသွားလာခွင့်ပြေစာများကိုပါစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်တောင်မူမြို့နယ်ကရင်ချောင်းတရာကွန်ကရစ်လမ်းပေါ်မှာဖမ်းမိခဲ့တာပါ KNU တပ်မဟာနှစ်တန်တော်ကြီးမျိုးနဲ့အမြဲတမ်းကော်မတီနဲ့နယ်မြေတာဝန်ခံတို့ထံလွှဲပြောင်းပေးလိုက်တာပါနောက်ဆက်တွဲကိုဖြစ်လာမယ့်ပြဿနာကိုတရင်3504နဲ့မသက်ဆိုင်တော့ပါဘူးသူတို့ဘက်ကတာဝန်ယူတာဝန်ခံမှုအပြည့်နဲ့လက်ခံတဲ့အတွက်ပစ္စည်းလူကုန်ကုန်လွှဲပြောင်းပေးလိုက်တာပါဟုရေတာရှည်မျိုးနဲ့အခြေဆိုင်တရင်3504မှာတာဝန်ရှိသူကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောကြားသည်